年路里向别人做 UAB。UAB with you on your journey of life。အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒီချုပ်ပါတီအနေနဲ့ပါတီစည်းရုံးရေးကိုတက်တက်ကြွကြွပြန်လုပ်ဖို့လိုအပ်နေတယ်လို့ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကတိုက်တွန်းလိုက်တယ်လို့သတင်းရရှိပါရတယ်။ ဒီကနေ့ဇူလိုင်လ18ရက်မှာပြုလုပ်တဲ့မြို့သားဒီမိုကရေစီရဲ့ဖွဲ့ချုပ်ရေးရန်ကုန်တိုင်းဒေသကြီးတတမကျင်းတိုင်းခရိုင်မြို့နယ်လုံးမှုဆောင်ဖွဲ့တွေတွေ့ဆုံပွဲမှာပါတီထိပ်ပိုင်းခေါင်းဆောင်တွေကတိုက်တွန်းခဲ့တာလို့သိရပါဗျ။ပါတီစည်းရုံးရေးလုပ်ငန်းတွေကိုတက်တက်ကြွကြွနဲ့လုပ်ဖို့တွေ့ဆုံပွဲမှာတင်ပြခဲ့တာတွေနဲ့ပတ်သက်ပြီးမြို့သားဒီမိုကရေစီရဲ့ဖွဲ့ချုပ်ဗဟိုလုံးမှုဆောင်ဖွဲ့ရဲ့အတွင်းရေးမှူးအဖွဲ့ဝင်ဦးညံဝင်းကသတင်းမီဒီယာတွေကိုအခုလိုပြောပြထားပါဗျ။အရေးကြီးဆုံးအချက်က NLD ပါတီကတက်တက်ကြွကြွနဲ့စည်းရုံးရေးတာဝန်လုပ်ဖို့လိုအပ်နေတယ်ဆိုတဲ့ အဆိုပြုတင်ပြကြအဲ့ဒါအရေးကြီးဆုံးအခုနကကျွန်တော် NLD လူကြီးတွေအနေနဲ့ပြောသွားတဲ့ချက်တော့ဒီဘောတဲ့ group အချက်ကတော့ပါတီစင်းပါပါတီစင်းရေကိုမလျှော့နဲ့ဒါမဲ့ရေပောက်ပွဲ2020အတွက်အခုတည်းကကြိုတင်စိတ်ကူးပါစီယုံရေးအပေါင်းအောင်လုပ်ပါစံပြင်းနေတဲ့မကွေးတိုင်းဒေသကြီးတွေမှာပါတီစီယုံရေးမကောင်းတဲ့အတွက်စီယုံရေးကော်မတီဖွဲ့ထားရတယ်လို့လည်းဦးညံဝင်းကပြောပါဗျ။မြို့သားဒီမိုကရေစီရဲ့ဖွဲ့ချုပ်အနေနဲ့တနိုင်ငံလုံးမှာရှိတဲ့မြို့နယ်300ကျော်တွေက မြို့နယ်၅ခုလောက်မှာစီယုံကြီးလှုပ်ဖို့လိုအပ်နေတယ်လို့လည်းဦးညံဝင်းကဆိုပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကပါတီစီယုံကြီးကိုအထူးကလက်ညွှန်တယ်လို့၆တရားမြို့နယ်မဲဆန္ဒနယ်အမှတ်၁လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြားကအခုလိုပြောပါတယ်။ပါတီတွေကတော့ဒီလိုမှာပဲဟိုလုံရင်ကန်ရင်နဲ့ပဲပေါ့အလှုပ်ရှားနေကြတာပေါ့ဒါပေမဲ့အများစုကလည်းလွှတ်တော်ကိုယ်စားလှယ်တွေအစိုးရဘက်ပိုင်းတွေဖြစ်သွားတော့ပါတီဘက်မှာနည်းနည်းလေးအားရော့တော့ရှိတဲ့အတွက်ကြောင့်လို့အခုတော့ပုံမတိုးပြီးတော့လှုပ်ဆောင်ဖို့ပေါ့နော်။ဒီကနေ့တွေ့ဆုံပွဲမှာတတမအကျင်းဗဟိုကော်မတီစည်းဝေးကိုတင်သွင်းခဲ့တဲ့ဗဟိုလုံမှုဆောင်အဖွဲ့ရဲ့အစီရင်ခံစာ ရန်ကုန်တိုင်းဗဟိုကော်မတီဝင်တွေရဲ့အစီရင်ခံစာကိုဖတ်ကြားမှုရန်ကုန်တိုင်းလုံးမှုဆောင်ဖွဲ့နဲ့လူငယ်လုပ်ငန်းဖွဲ့ရဲ့နိုင်ငံရေးကြံပြူစာရန်တင်သွင်းမှုခရိုင်မြို့နယ်အလုံးမှုဆောင်ဖွဲ့တွေရဲ့နိုင်ငံရေးကြံပြူစာတင်သွင်းမှုတွေကိုပြုလုပ်မှာဖြစ်ပါတယ်ရှင်